်မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဧပြီလ23ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ39ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ40ဒီဂရီဆက်စီယက်104ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုးတို့မှဖန်ရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်တမာတိမ်ထုထနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနှဲငယ်ဖြစ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ တနင်းတိုင်းတန်ဒေသကြီးမှာမိုးတိမ်တာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားအနေရတလျှောက်မှာမိုးရွာသွန်းစနေတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကျူတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်ကချင်ပြည်နယ်စကိုင်းတန်ဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတိမ်တဲ့တမတိမ်တို့ချက်နေပြီးကြံဒေသတွေမှာတိမ်နေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ် မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းရံတင်တင်ရှိပါမယ်လိုင်းမြမမြမကံယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပေမှာခုနှစ်ပေကရှိနိုင်ပါတယ်။လက်ဖြတ်မွန်းတဲ့ချိန်ထိခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်မှာနေရာဆက်စိမ်ဇကနနေသားကြီးအထက်ပိုင်းမှာနေရာကျကျနဲ့ဇကနနေသားကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့တနင်းတိုင်းတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမုတ်တချုံရှော့ပင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီး နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတင်းတင်းတင်းဖြစ်ထွန်းပါမယ်။နေပြီးတော့နေ့ဒီတဝိုင်းနေ့ပြန်တွင်မွန်လူဝသားချင်းနေခံမှန်းကြမှာတင်းတင်းတင်းဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမှုချိန်မှာ38ဒီဂရီဆက်စီယက်၊100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမှုချိန်မှာ23ဒီဂရီဆက်စီယက်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေ့တဝိုင်းမနက်ဖြန်အတွက်မိုးလဝတအခြေအနေခန့်မှန်းကြပါလိမ့်။ တင်တင်တင်ပြထမမယ်အမြင့်ဆုံးမူချိန်မှာလေ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နီးတဝိုင်းမြေပြန်တွက်မုလဝတာအခြေအနေခန့်မှန်းချက်မှာလေတင်တင်တင်ပြထမမယ်အမြင့်ဆုံးမူချိန်မှာ41ဒီဂရီဆက်စီရဲ့106ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ29ဒီဂရီဆက်စီရဲ့84ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် နောက်နေ့ရက်တန်းခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကနက်ဒေသကြီးအထက်ပိုင်းအေရရီတန်ဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်ဒေသကြီးတို့မှာနေရာကွက်ကြားမှနေရာကျကျမိုးထချုံရွာပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလွေသားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။